ားလုံးမင်္ဂလာပါ။ဒါရောမင်းလိုက်စကားဖြစ်ပါတယ်။ကျွန်တော်ကတော့ဒူတာပါ။ဒီ season ရဲ့ host ပါ။ကျွန်တော်တို့ပြီးခဲ့တဲ့တစ်ပတ်ကအဆက်ကလေးရနေပြီးတော့ပြန်ပြီးတော့ကြိုးဆိုရဲပေါ့နော်။ဆိုတော့ကိုအောင်ကိုဖြူနဲ့ပဲကျွန်တော်ဆက်ပြီးတော့မေးခွန်းလေးတွေနည်းနည်းဆက်ပြီးတော့နည်းနည်းမေးချင်တာရှိ။ဆိုတော့လေဟိုကျွန်တော်တို့ကအလုပ်ကိုအဲကျွန်တော်တို့တလုတ်ထက်ပူပြီးလုပ်တယ်ပေါ့နော်။ဆိုတော့အများအားဖြင့်တော့မြန်ဝင်ငွေပေါ့အဲဝင်ငွေပူကောင်းတယ်အဲပူပြီးတော့အဲ management ပူကောင်းလာတယ်ဆိုတော့အကောင့်နေပေါ့ ဒါပေမဲ့ကျွန်တော်သိချင်တာအရာရာတွေကအကောင်းဆိုးရှိမှာပဲဗျာတည်မလားအဲ့တော့ဟိုအကူရောဘလူမျိုးအကောင်းဆိုးဂျုံကအဲအကောင်းရင်ပြောရမလားအဆိုးရင်ပြောရမလားညဒါပေမဲ့ကျွန်တော်တို့အကောင်းတွေကိုအရင်နားတော့ဒါပေမဲ့အဆိုးရင်စားပြေဗျာအဆိုးရင်ကြားချက်အဲအကောင်းလည်းရှိလို့အဆိုးလည်းရှိရပါတော့အဆိုးကတော့တီးသာကျွန်တော်အလုပ်အများကြီးလုပ်ပြီးခံစားရတဲ့ feel ကဘာလဲဆိုတော့ကျွန်တော်ဒီ social media အားနေတာပါ ိကတော့ကျွန်တော်ရဲ့တငယ်ချင်းတွေပေါ့နော်တငယ်ချင်းတွေ best friend တွေနဲ့တို့အချိန်ပေးတာဟိုဒီဆောင်နေပါတယ်အရင်တော့ဆိုကျွန်တော်ကပြောလို့ရှိရင်ဒီပါတီပိုင်းသွားတာကြိုက်တဲ့သူမျိုးပြီးရင်တငယ်ချင်းတွေနဲ့အမြဲတမ်းဒီဘားတွေပိုင်းထိုင်ရတာကြိုက်တဲ့သူမျိုးဒါပေမဲ့အခုအဲ့လိုမျိုး2021 20နောက်ပိုင်းမှာကျွန်တော်ဘာဖြစ်လာလဲဆိုတော့တို့နဲ့တလားတစ်ခါတော့တွေးဖို့တော်တော်ခဲယဉ်လာဟိုမတွေးရတော့မဟုတ်ဘူးတွေးပြတယ်ဒါပေမဲ့အရင်တော့ ဟိုမစိတ်တော့ဘူးဗောနော်ပြီးတော့တို့လည်းသူ့လုံနေသူကိုလည်းကိုလုံနေကိုဆိုတော့ဟိုချိန်လို့မရတာချိန်လို့မရတော့ဒါကတော့ဒီတငယ်ချင်းနေနဲ့တွေးတာတော့အားနေတယ်လို့တော့ခံစားရတယ်နောက်တစ်ခုကကျတော့အေးရင်မွာတာဗောကျဲရှိမှလည်းကျွန်တော်ပြောပြီးပါ යි ကျွန်တော်ကဒီမနက်9နိုင်လောက်ကနေပြီးတော့6နိုင်လောက်ထိကဒီမန်ယူလိုက်ကိုအချိန်ပေးရတယ်ပြီးတော့လေကျွန်တော်ရဲ့ဒီ gym ဆောရဲ့အချိန်ရှိတယ်ပြီးလို့ရှိရင်လေဒီ9နိုင်နောက်ပိုင်းကလည်း edit လုပ်တယ်ဆိုတော့တချို့အပတ်တွေဆိုလို့ရှိရင်ဥမာ တပတ်ထဲနဲ့ကျွန်တော်တို့ဗီဒီယို၄၅ပုတ်ဟိုတင်ရတဲ့အပတ်တွေရှိတယ်အဲ့လိုနေမျိုးမှာဆိုဘလို့မှအဲ့ချိန်ရမှာပေါ့ပြီးရင်ကျွန်တော်တို့ကမနက်၂နာရီ၃နာရီလောက်ထိ edit လုပ်တယ်ပြီးွားလို့ရှိရင် menu like ကအလုပ်ကရှစ်ခွဲ၉လောက်ပြန်ပြီးထားရတယ်ဆိုတော့ဟိုအရေးမဝတာမျိုးတော့ဂျုံရရှိတာပေါ့နော်ဒါကတော့ဟိုမကောင်းတဲ့ဘက်ကပေါ့ကောင်းတဲ့ဘက်ကစဉ်းစားမယ်ဆိုရင်တော့ အများကြီးပဲအဓိကတော့ကျွန်တော်အလုံးအများကြီးလုပ်တဲ့အဓိကရည်ရွယ်ချက်ကတော့ကျွန်တော် income တွေရကျင်လို့ပဲလေအဲ့တော့ကျတော့ဟို extra income တွေရတယ်နောက်တစ်ခုကကိုယ့်ကိုယ်ကို confidence ရှိလာတယ်ဟိုကျွန်တော်တို့ဒါတွေဒါတွေလုံးနိုင်ပါလားဒီလောက်အများကြီးကိုငါဥဆောင်နိုင်ပါလားဆိုတော့ဟို confidence ရှိတယ်နောက်တစ်ခုကတော့ကျွန်တော် network ပေါ့နော် network ကအလုံးအများကြီးလုပ်လို့လေကျွန်တော်တို့ဟိုအပေါင်းအသင်းမိတ်ဆွေတွေပုံများလေးလေးပဲဟုတ်ကဲ့ပါဟုတ်အဲ့တော့လေကျွန်တော်အခုန အခုပြောသွားတဲ့ထဲကကျွန်တော်နည်းနည်းစိတ်ဝင်စားတဲ့အပိုင်းကပါလဲဆိုအေးရေးမိုးရတာပေါ့နော်ဆိုတော့အေးရေးမိုးရအောင်ဆိုတဲ့ခါကျတော့ကျွန်တော်တို့ပုံနိုင်လိုက်အတိုင်းပဲအဲ့တော့ခလီတိုင်းအဲ့လိုအေးရေးမိုးရမလှုပ်လို့အဲမနဲ့လှုပ်ရမယ့်ဟာတွေပေါ့အဲ့တော့ဟာ morning person night person ရှုပ်နေရပဲပေါ့နော်ဆိုတော့အဲ့လိုမျိုးအချိန်နေမှာဆိုရင်လေအခုဘယ်လိုမျိုး focus ပြန်ထားပြီးတော့ဘယ်လိုပြန်လှုပ်လဲပေါ့နော်ဆိုတော့အဲ့ဒါလေးကိုတော့ကျွန်တော်ကျွန်တော်ကိုယ်တိုင်ကသိချင်တယ်အဲ့ဒါလေးနည်းနည်းပြောပြပါ အဲ့ဒါတော့ပြောရလို့ရှိရင်တော့အဓိကအကျင့်လုံးပဲပြောရမှာပေါ့နော်ပြီးတော့နောက်တစ်ခါကိုကိုကိုကျွန်တော်အကြံပေးချင်တာကတော့ integrity ရှိရမယ်ပေါ့နော် ကိုဒီအပတ်မှာဒါလုံးမယ်ဒီနေ့မှာဒါလုံးမယ်ဆိုလို့ရှိရင်မဖြစ်မနေဖြစ်အောင်လုပ်ဟိုဥမာဘယ်လောက်ပဲပြီးပြီးပေါ့ဥမာဒီနေ့ gym သွားမယ်ဆိုလည်းသွားပြအောင်သွားပေါ့ကိုကိုကိုအဓိက integrity ရှိရမယ်နောက်တစ်ခါ consistency ရှိရမယ်လို့တော့ကျွန်တော်မြင်တယ်ကျွန်တော်ဆိုလို့ရှိရင်ဒီ advisory စလို့တော့ဆိုလို့ရှိရင်ဥမာဥမာကျွန်တော်ကတပတ်ကိုဗီဒီယိုတစ်ပုတ်တင်မယ် ကွန်တက်နှစ်ပုတ်တင်မယ်ဆိုရင်ကျွန်တော်ဘလို့အခြေအနေပဲဖြစ်ဖြစ်အဲ့ဒါကိုရအောင်လုပ်တယ်ဟိုမဖြစ်မနေပေါ့နော်ဒီကအဲ့ဒါကြီးမလုပ်ရလို့ရှိရင်ကိုကိုကို guilty ဖြစ်တဲ့ feeling ရတဲ့အထိကိုကျွန်တော်ကလုပ်တယ်ဆိုတော့အဲ့ဒါကြောင့်လည်း advisory ကကျွန်တော်တို့ဒီ3လ6လအတွင်းမှာတော်တော်လေး grow ဖြစ်လာတာကိုတွေ့ရတယ်ပေါ့နော်ပြီးတော့မှသာကျွန်တော်ပုံမှန်တိုင်းလေးပဲသွားတယ်ဆိုတော့အဲ့လိုမျိုးပေါ့အဓိကတော့ကျွန်တော်အကြံပေးချင်တာဟိုစိတ်ပါပဲကိုကဒီချိန်မှာဒါလုပ်မယ်ဒီနေ့မှာဒါဖြစ်အောင်လုပ်မယ်ဆိုလို့ရှိရင်ဟိုအေးရေးမဝဘူး focus မဖြစ်တော့ဘူးဆိုတာနောက်မှာအဓိကကုကုကို confident ပေါ့နော် confident ရှိသွားလို့ရှိရင်တော့ကျွန်တော်အဆင်ပြေလို့တော့ခံစားရတယ်ဟုတ်ကဲ့ဟုတ်အဲ့တော့ဗာလေကျွန်တော်တို့ဒီလူငယ်တွေပေါ့အဲနောက်ပြီးတော့ဒီအလုံးလုံးနေတဲ့လူတွေကြားထဲမှာကျွန်တော်တို့ကအခုဆိုရင်ဒါအဲဒီစီစဉ်ကိုနားထောင်လို့ပဲဖြစ်ဖြစ်ကိုယ်အတွေ့ထဲမှာပဲဖြစ်ဖြစ်အလုပ်ကိုတစ်ခုတည်းပို့ပြီးတော့လုပ်ချင်တယ်ဆိုတဲ့လူတွေအများကြီးပဲခုနောက်ပိုင်းဆိုပို့တော်ကောင်းတဲ့ remote job တွေရောအများကြီးပဲအများကြီးပဲ freelance တွေကိုယ်အိမ်ထဲမှာကိုယ်နေနေလို့လို့ရတဲ့အင်ရှင်မတွေရာဆိုအလုပ်လုပ်တယ်ဆိုတော့ဒါပေမဲ့ ဘယ်ကဘယ်လိုစားမှမသိဘူး။ Halloween ဘယ်ကစားမှမသိဘူးဗျာ။အဲ့လိုမျိုးခြေနေရှိရဆိုတော့အကူကတော့အခုလက်ရှိ devisory ကိုလည်း run နေတယ်ပြီးရင်ဒီဘက်မှာဆိုလဲ menu line မှာဆိုလဲဒါကျွန်တော်တို့ district director ဖြစ်နေပြီပေါ့နော်။ဆိုတော့ကိုကိုရိုင်းကဒါမျိုးလုပ်နေတယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့ key tips လေးအဲ့လိုအဲ့လိုမျိုးလှုပ်ချင်တယ်လို့ဟိုမျော်လင့်နေတဲ့လူတွေရှိရယ်ဆိုရင်နည်းနည်းအကြံလေးပေးပေးပါလားကျွန်တော်ကအဲကျွန်တော်လှုပ်လို့ရပါတယ်အခုဆိုလို့ရှိရင်လေကျွန်တော်ခုနကကိုတုတပြောသွားတယ်လို့ပဲဟိုပုံမှန်ကျွန်တော်တို့ 9 to 5 9 to 6အလုပ်လုပ်နေလို့ရှိရင်တော့ဟိုအဲ့လိုမျိုးလုပ်ဖို့ကနေတော့ခဲရင်းတယ်။ဒါပေမဲ့ကိုသူတောက်လည်းတိမှာပဲ။ဟိုအမြဲတမ်းကိုကဟိုရုံးကဟာတွေပဲ focus ထားနေရတယ်။ဆိုတော့ key tip အနေနဲ့ကတော့ကျွန်တော်ကအရင်ဆုံး freelance ပေါ့နော်။ freelance job တွေနဲ့တွဲလို့ရတော့ပိုအဆင်ပြေတယ်။အဲ့ဒါကြောင့်လည်းကျွန်တော် menu light ကို join တာပေါ့နော်။အရင်တော့ဆိုကျွန်တော်က corporate life မှာ၅နှစ်၆နှစ်လောက်ထိကျွန်တော်သွားဘူးလေ။ဟိုဒါပေမဲ့ ိုအဲ့လိုမျိုးကျွန်တော်နောက်တစ်ခုလည်းလှုပ်ချင်တာဖြစ်တဲ့အတွက်ကျွန်တော်ဒီ menu light ကို join နေ menu light ကတော့ဟိုအားလုံးလည်းသိပြီးသားတိုင်းပဲကျွန်တော်တို့ဒီ freelance လုပ်လို့ရတယ် full time လုပ်လို့ရတယ်ကျွန်တော်အဲ့မှာမှာ freelance ကိုယူလိုက်တယ်ပေါ့နော်အဲ့နောက်တစ်ခုကကြတော့ကျွန်တော်ဒီ advisory အလုပ်ကလည်းကိုစိတ်ကြိုက်ကိုလှုပ်ချင်တယ်လုပ်လို့ရတယ်ဆိုတော့အဓိကတော့ freelance ဖြစ်ဖို့လိုတယ်နောက်တစ်ခုကတော့ကိုနောက်တစ်ခုလှုပ်ချင်တဲ့အလုပ်ကလည်းကိုဝါသနာပါတာဖြစ်ဖို့လိုတယ်မဟုတ်လို့ရှိရင်ကိုကဒီဒီဘက်လောက်ကလည်းလုံနေရသေးတယ်ဟိုဘက်လောက်ကြီးကိုလည်းကိုဝါသနာမပါဘဲနဲ့လုံနေရလို့ရှိရင်ဘယ်လိုမှ အဆင်မပြေနိုင်ဘောเนาะကျွန်တော်ဆိုလို့ခုနပြောခဲ့သလိုပဲကိုဝါသနာပါလောက်တာကိုရဲ့ relax ပဲအဲ့တော့ဟိုကိုဝါသနာပါလည်းလုပ်လို့ရတယ်ကျွန်တော်တို့တခြားဘက်က income ကိုလည်းရှာလို့ရတာပေါ့ဟုတ်ကဲ့အဲ့ဆိုတော့အဲကျွန်တော်တို့နောက်ထပ်လုံးမဲ့အလုပ်ကလည်းနည်းနည်းဝါသနာပါရတာဖြစ်ရမယ်เนาะအဲ့ဆိုဝါသနာအဲဒါမဲ့ကျွန်တော်ခုနကတော့အကုန်နဲ့စကားပြောနေနေတချို့ကိစ္စလေးတွေကကျွန်တော်တို့ကလို့ ဘယ်လိုပြောမလဲစင်ဆက်မပြတ်လုံးနေရင်လည်းဟိုအဲ့ဒါလေးကကို့ဘာသာနာလဲဖြစ်လာနေပါတော့เนาะဆိုတော့ကျွန်တော်တို့ဘယ်လိုပဲပြောပြောဒါလေးကိုအဲအကြံပေးပြီးရခြေဆုတင်နေအဲ့တော့ကျွန်တော်ကဒီနေရာမှာမေးခွန်းလေးတစ်ခုထပ်ပြီးတော့ဘယ်လိုမေးချင်လဲဆိုတော့အခုအခုဆိုရင်ဒီ insurance အဲ advisor ပေါ့နော်အသက်အမကအကြံပေးကျွန်တော်တို့မိသားစုတွေအများကြီးနဲ့တွေ့တယ်လူတွေအများကြီးနဲ့တွေ့တယ် insurance အကြောင်းပြောတယ်အဲ့တော့ဟုတ်ပြီကျွန်တော်တို့ကိုက insurance advisor မဟုတ်တော့ဘူး เนาะอกูก็อินชัวรันซ์ကိုဝယ်ရမယ်လို့ဖြစ်သွားပြီဆိုတော့ဝယ်ခြင်းလဲဝယ်ထားမှလိမ့်မယ်ဒါပေမဲ့ခုမှကိုကဝယ်ဖို့စပြီးစဉ်းစားရလူတယောက်ဖြစ်တယ်ဆိုရင်ရောဘယ်လိုအခြေအနေမျိုးမှာဒီ life insurance လိုမယ်လို့ထင်တယ်ကိုကိုယ်တိုင်ဆိုရင်ရောဘယ်လိုအခြေအနေမျိုးမှာစပြီးဝယ်ပြည့်ဟုတ်အာဒီမေးခွန်းမေးရတဲ့အတွက်လေကျေးဇူးတင်ပါတယ်ပို့သူတာပြောလဲဆိုတော့ဟိုတော်တော်များများလည်းအခုချိန်မှာပေါ့နော် life insurance ကိုဟိုမလိုလို့ပဲထင်ကြတာပေါ့အဲကျွန်တော် ခုနမိကုန်းပြန်ပြောလို့ရှိရင်ကျွန်တော်လေလက်ရှိဝယ်ထားတယ်ပေါ့နော်ဒီဆောင်ဝယ်ထားတယ်တနေ့တစ်ဆောင်ဝယ်ထားဆိုတော့အဓိကတော့ကိုယ့်ရဲ့ဘတ်ဂျက်ပေါ်မူတည်ပြီးဝယ်ထားပေါ့နော်ဒါပေမဲ့ရှေ့ရဟာပြန်ပြောရမယ်ဆိုလို့ရှိရင်ဘလို့ချိန်မဝယ်ပြမလဲဆိုလို့ရှိရင်နံပါတ်1ကတော့ကိုကဘာလို့ဒီ life insurance ကိုလိုလဲဆိုတာအမှန်တကယ်သိတဲ့အချိန်ပေါ့နော်ဟိုတော်တော်များများကျွန်တော်တို့ဒီအသက်အမှားကန်လို့သာသိကြတာဒါပေမဲ့ဟိုကိုတကယ်မလိုဘူးပဲထင်ကြတာအဲ့တော့ကိုတကယ်လိုတယ်ဆိုတာသိတဲ့ချိန်ကအကောင်းဆုံးချိန်နောက်တစ်ခုကကြတော့ကုမ္ပဏီပေါ့နော် ုမ္ပဏီကခိုင်မာမှုရှိမရှိလည်းအရေးကြီးတယ်နောက်တစ်ခုကတော့ advisor ပေါ့နော်ကိုယ့်ကိုပြောတဲ့ advisor ကဘယ်လောက်ထိကြွမ်းကျင်ကျင်ပြောတတ်လဲအဲသူပြောတဲ့ဟာ clear ဖြစ်လားဒါမှမဟုတ် तू ကအရန်ရောင်းနေလို့ပဲပြောနေရလား advisor ရဲ့အရေးချင်းနေကုမ္ပဏီတွေပြီးတော့လာပြောတဲ့ advisor ကကိုယ်နဲ့ใกล้ညီတဲ့ product ကိုတကယ်ပေးလားပေါ့နော်အဲ့လိုမျိုးဟာတွေပေါ့မူတည်ပြီးတော့ကျွန်တော်ရွေးချယ်ပြမယ်လို့ထင်တယ်အဲအကြောင်းလဲကျွန်တော်ဒီအသားအမကန်အကြံပေးမလုပ်ခင်ရခုနကကိုတူတာမေးသလိုပေါ့ကိုကဒီ advisor လုံးမယ်ဆိုလို့ရှိရင် ကိုရောဘလို့အချက်တွေဆိုဝယ်มาလဲပေါ့เนาะအဲ့ပုံမှာမူတည်ပြီးတော့ကျွန်တော်ကိုယ်တိုင်လည်းသူတို့ service ပေးတဲ့နေရာမှာခုနပြောတဲ့အချက်တွေနဲ့ใกล้ညီအောင်ကျွန်တော်ကိုယ်တိုင်လည်းပေးတယ်ပေါ့เนาะအဲ့ဒါကြောင့်လည်းဟိုကျွန်တော်ရောင်းခဲ့တဲ့ customer တွေ client တွေဆိုလို့ရှိရင်တကယ်သူတို့လူမှန်လည်းသိတယ်ပြီး satisfy နေဖြစ်တယ်ပေါ့เนาะအဲ့အတွက်လည်းကျွန်တော်2023မှာဆိုလည်းဒီ MDRD ရဲ့ဘက်ကိုရခဲ့ပါတယ်ဟုတ်ဟုတ်အဲ့ဆိုရင်တော့ကျွန်တော်ဒါခုနစကားလေးကိုပြန်ပြီးကောင်းအောင်ကျွန်တော်တို့တကယ်လူပြီးလို့ကိုယ်စိတ်ထဲမှာထင်တဲ့အချိန်မှာ စပြီးတော့ဝယ်ဖို့လောက်တာအကောင်းဆုံးချိန်ပဲเนาะအဲ့တော့ right time ပဲပေါ့အဲ့တော့အဓိကတော့ကျွန်တော်တို့လည်းဒါဟိုတချို့ကိစ္စရမှာဆိုရင်လိုရဲမလိုဘူးဆိုတော့ကိုနဲ့ပဲဆုံးဖြတ်တာပေါ့နော်အဲ့တော့အဲ့တော့တကယ်လို့ကျွန်တော်တို့ကိုလိုချင်ဆုံးကိုလိုအပ်ဆုံးဖြစ်မယ်ဆိုတော့အချိန်မှာဝယ်ဖို့ဆိုရင်ကျွန်တော်တို့တခြားရောဘာတွေလိုဖို့မလဲအဓိကကတော့ knowledge ပေါ့နော် ဟိုကျွန်တော်တို့ဒီ client တွေအနေနဲ့ဒီ insurance နဲ့ပတ်သက်တဲ့ knowledge တွေရှိရဖို့လိုတယ်တော်တော်များများဒီအသက်အာမခံဆိုလို့ရှိရင်ဟိုဟိုဘယ်လိုပြောရမလဲမလိုဘူးဆိုတာထက် concept ကိုမသိကြတာဥပမာတိမ်မရမယ်ငါဒါတွေမဖြစ်နိုင်ပါဘူးလို့ကြိုတွေးတာကြပါတော့ဒါပေမဲ့အသက်အာမခံဆိုကျွန်တော်တို့ကတိမ်မရတာမဟုတ်ဘူးအဓိကအသက်အာမခံဆိုတာကိုဘာမှမဖြစ်လဲပြန်ထုတ်လို့ရတယ်ဆိုတာ ကျွန်တော်ကိုယ်တိုင်ကျွန်တော်ဒီအမခံအကြံပေးလို့တော့မှကျွန်တော်ကိုယ်တိုင်လည်းသိလာတော်တော်များအသက်အမခံဆိုတော့ကိုယ်တစ်ခုခုဖြစ်မှရမယ်ပဲထင်ကြတာအမှန်တော့ဒီဥစ္စာ saving ဖြစ်တာကိုလည်းမသိကြဘူးပြီးတော့တခြားသူ့မဲ့ benefit တွေလည်းအများကြီးရှိတယ်အဲ့ဒါတွေကိုမသိကြဘူးပေါ့နော်အဲ့တော့ဒီအကြီးကသူတို့အာမခံဆိုတဲ့ concept ကိုအရင်နားလည်ဖို့လည်းလိုပါသေးတယ်ဗျာဟုတ်ကဲ့အဲ့ဆိုတော့ကျွန်တော်တို့ကအရင်ဆုံးကိုလိုပြီလို့ထင်တဲ့အချိန်မှာ ကျွန်တော်တို့အာမခံ concept တွေနားလည်အောင်ကျွန်တော်တို့လေ့လာဖို့လိုတယ်ပြီးတော့အဲ့နှစ်ပြောရဲ advisor ပေါ့နော်တရားရွေးချယ်ပြီးတော့မှနောက်တစ်ခုကတော့ဒီအဲကိုဝယ်မဲ့ life insurance ရဲ့ company ရဲ့ဒီ product နဲ့သူရဲ့ background ဒါတွေလည်းကျွန်တော်တို့ကသိရှိထားဖို့လိုတယ်ပေါ့နော် โอเคအဲ့တော့ကျွန်တော်ကတော့ဒီနေ့ဒီ podcast လေးရနေပြီးတော့အားလုံးလို့ဆက်ချင်ပါတယ်ပြီးတော့ဒီနေ့ကျွန်တော်တို့ podcast လေးကိုအလင်လာပြီးရဲ့အကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့နောက်ပိုင်းမှာလည်းအဲတခြားဒီအစီအစဉ်လေးရှိလို့ရှင်လည်းလာပေးပေးပါအောင်ဟုတ်ကဲ့ဟုတ်ကဲ့ပါကျေးဇူးပါဗျာโอเคအဲ့ဆိုရင်တော့ကျွန်တော်တို့အဲဒီတစ်ပတ်ရဲ့ main live စကားအစီအစဉ်ကနေအားလုံးနှုတ်ဆက်ပါတယ်ကျွန်တော်နောက်တစ်ပတ်မှာပြန်တွေ့ကြမှာပါ Man new life အသက်အမှားကဲ